အားလုံးမင်္ဂလာပါရှင်ဒုက္ခဖြစ်ပါရဲ့ရှင်ဒီဗီဒီယိုလေးမှာတော့ဒုက္ခက Grade 12တက္ကသိုလ်ဝင်စာမေးပွဲမှာ Chemistry ကိုဂုံတူးမှတ်ဂုံတူးလွန်မှတ်လို့ခြင်းနဲ့အကြောင်းအကြောင်းသူမောင်လေးညမလေးရဲ့အတွက်အထူးရှိစေမဲ့စာလုံးကြီးလေးတွေစောင်းရံရှောင်းရံလေးတွေကိုမျှပြီးတော့မှာဖြစ်ပါရဲ့ရှင်ပထမဆုံးအနေနဲ့ဒုက္ခရော Grade 12 Chemistry မေကွန်းပုံစံကိုသုံးသပ်ကြည့်ကြပါမယ်။ Grade 12 Chemistry မေးခွန်းမှာတော့ Section A နဲ့ Section B ဆိုပြီးတော့နှစ်ပိုင်းပါမှာပဲ Section A မှာကတော့နံပါတ်ကြီး1 2 3 Objective အပုတ်30 30မှတ်ကိုရေးရမှာဖြစ်ပါတယ် Section B မှာတော့နံပါတ်ကြီး4 5 6 7လေးခုပါပါမယ်နံပါတ်ကြီး4မှာတော့9မှတ်တန်9ပုတ်ပေးထားပါတယ် ငါးမှတ်တံငါးပုံမှာဆိုနံပါတ်၄တွေ A B C D E ခွဲထားတယ်ပေါ့နော်သူကတော့ရွေးချယ်စရာ option အနေနဲ့နံပါတ် E မှာပဲရွေးချယ်ခွင့်ရှိပါမယ်နံပါတ် E မှာတော့အဲနံပါတ် E နှစ်ပုံပေးထားမယ်ကိုကြိုက်နှစ်တက်တဲ့တပုတ်ကိုရွေးပြီးတော့ဖြေလို့ရပါမယ်ဒါတော့ငါးမှတ်တံမှာနောက်ထပ်နံပါတ် G 5 6 7ကတော့15မှတ်တံလေးဖြစ်ပါတယ်ဒီနံပါတ်ကြီးတိုင်းမှာဆိုရင်နံပါတ်သေးလေးတွေ ABC ဆိုပြီးတော့၃ခုပါပါတယ် အဲ့ဒီအပုတ်ကြီးတပုတ်စီတိုင်းမှာဆိုရင်ဒုက္ခရရွေးချယ်စရာနံပါတ်သေးလေးနှစ်ခုပါပါတယ်။ဥပမာအဲနံပါတ်5မှာဆိုရင် E အတွက်ရွေးချယ်စရာနှစ်ပုတ်ပေါ့နော်။ E နှစ်ခုပေးထားမယ်ကိုကြိုက်တဲ့နံပါတ် E ကိုရွေးပြီးရောဖြည့်လို့ရမယ်။နောက်ထပ်ဥပမာတစ်ခုအနေနဲ့နံပါတ်6မှာဆိုရင်တော့ ABC သုံးခုမှာနံပါတ် C မှာတော့ရွေးချယ်စရာနှစ်ခုပေးထားမယ်ကိုကြိုက်နှစ်သက်တဲ့နံပါတ် C ကိုရွေးပြီးရောဖြည့်လို့ရမယ်။အဲ့လိုမျိုးရွေးချယ်စရာလေးတွေ5 6 7မှာတော့15မှတ်တန်နေမှာတော့ပါပါတယ်။ ဒါကတော့ဒုက္ခရမေကွန်းပုံစံကိုသုံးသပ်ပြီးပေါ့နော်ဒါဆိုရင်တော့ဒုက္ခရစာကြည့်နည်းလေးတွေကိုတွားလိုက်ကြရအောင်ကားရောဆက်ရှင်ဘီအတွက်စာကြည့်နည်းလေးတွေရင်သွားလိုက်ပါမယ်ဆက်ရှင်ဘီမှာကများသောအားဖြင့်ပေါ့နော်ပုံစာ short question definition ပုံလေးမေးလေးရှိပါတယ်ဒါကြောင့်မလို့များသောအားဖြင့်မေးလေးရှိတဲ့အပုတ်ကလေးတွေအတွက်ဒုက္ခစာကြည့်နည်းလေးတွေနဲ့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုညှာပြီးသားပါမယ်ရှင် ပုစာကတော့ဒုက္ခတို့ example review exercise exercise မှာပါတဲ့ပုံစံတွေအကုန်လုံးတည်တည်ချာချာတွက်ဖို့လေ့ကျင့်ထားဖို့လိုပါတယ်။ chemistry မှာကပုံစံတွေကိုသူကညံဆန်းလှည့်ပြီးတော့လည်းမေးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ကိုကညံဆန်းမင်းရင်ဖြေနိုင်အောင် concept တွေပိုင်ဖို့လိုပါတယ်။ concept ပိုင်ဖို့ကလည်းစာသင်နေတဲ့အချိန်မှာဆရာဆရာမသင်ပေးနေရအောင်ထေချာလိုက်နားထောင်ဖို့လိုပါတယ်။ဆရာဆရာမပြောတဲ့ notes လေး key points လေးတွေကိုလိုက်ပြီးတော့မှတ်သားထားဖို့လိုပါတယ်။ဒုက္ခရှိမှတင်ခဲ့တဲ့ video တိုင်းလိုလိုမှာ ဆရာဆရာမစာတင်ရင်တေချာလိုက်နားထောင်ဖို့အမြဲပြောပါတယ်။စာတင်တဲ့နေရာမှာတေချာလိုက်နားထောင်ခြင်းဖိရင် attention ကတကယ်ကိုအရေးကြီးတဲ့အရာဖြစ်တဲ့တကြောင်ဒုက္ခထက်ခါထက်ခါပြောနေခြင်းဖြစ်ပါတယ်။ပုံစံထွက်တဲ့အခါမှာနောက်ထပ်သတိထားစရာတစ်ခုလည်းရှိပါသေးတယ်။မှတ်ပေးစည်းမြင်ကြအောင် အစစ်မကြုံအောင်ဘယူဆိုင်ရပါမယ်။ဒုက္ခရော chemistry ကအမှတ်ကပေါ့နော်။အဲဒုံးတီ အများကြီးတန့်ပြုတ်သွားတဲ့ဘာသာမျိုးမဟုတ်ပါဘူး။ သူကအမှတ်နည်း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 စီယော့ပြီးတော့အဲ့နည်းနည်းလေးပေါင်းပြီးအများကြီးယော့သွားတတ်တဲ့ဘာသာဖြစ်ပါတယ်။သူကတော့ပုစာရီမှာဆိုရင်အမှတ်ပေးစီမြင့်ဒီမှာအများတော်အပြင်ဂျားတဲ့အဆင့်လေးတွေမှာ1.2မှ1.4မှတ်လေးပေးထားရှိပါတယ်။ကိုကအဲ့မှာအဆင့်ကျော်မိသွားတယ်ဆိုရင်ဂျားတဲ့အဆင့်လေးရာနဲ့1.2 1.4အမှတ်နည်း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 စီပေါင်းပြီးတော့အမှတ်အများကြီးယော့သွားနိုင်ပါတယ်။ ဒါကြောင့်မလို့ဥစားတက်တဲ့နေရာမှာလည်းမပေးစီးမြင်းနဲ့ကြိုက်အောင်အစ်စ်မကြော်အောင်တေချာလေးယူဆိုင်ပြီးတော့လေ့ကျင့်တွက်ချက်ထားဖို့လိုပါတယ်။ short question နဲ့ definition အတွက်စာကြည့်နည်းလေးတွေသွားကြည့်အောင်။ short question ကတော့ဒုက္ခရော review exercise exercise ထဲမှာပါတဲ့ short question တွေကိုအရင်ဆုံးပိုင်အောင်ကြက်ဖို့လိုပါတယ်။ဒုက္ခရောစာမေးပွဲမှာက short question တွေကို exercise ထဲကတိုက်ရိုက်မေးတာအပြင်မေးခွန်းလှည့်တာမျိုး concept ပိုင်းထုတ်ပြီးတော့မေးတာမျိုးရှိပါတယ်။အဲ့လိုမေးလာတဲ့အခါမျိုးမှာကိုကဖြေနိုင်ဖို့အတွက်က concept ကို ပိုင်နိုင်နေဖို့လိုအပ်တယ်။ပြီးတော့စာကိုလည်းညံ့များပေါ့နော်ကြည်နေအောင်လို့နိုင်နိုင်ဖတ်ထားဖို့လိုပါတယ်။သဘောတရားကတော့ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့နော်သဘောတရားကိုပိုင်နိုင်နေတော့ကိုကဖြည့်တတ်တယ်ပေါ့နော်။ဒါကြောင့်မလို့သဘောတရားလည်းပိုင်နိုင်နေရမယ်။စာကိုလည်းမမိအောင်လို့ကြည်ကြည်ညံ့ညံ့ဖြစ်အောင်ခဏခဏဖတ်ပေးဖို့လိုပါတယ်။ဒါအပြင်ဒုက္ခနောက်ထပ်အကြံပေးချင်တာကတော့ကိုယ် short question ပုံစံတွေပါလာတဲ့အခါမှာဒီ short question ကဘယ်နှမတန်ဖြစ်နိုင်လဲ ဘယ်နှမတန်ဖြတ်မိထားရလဲဆိုတော့ကိုကစဉ်းစားပါတော့စဉ်းစားပြီးတော့အနေနဲ့ငါဘယ်ပိုင်းလေးကိုဖြတ်ညက်ကတ်လုတ်ပြီးတော့ထည့်ပြင်အဆင်ပြေနိုင်မလဲဆိုတာစဉ်းစားတတ်ဖို့လည်းလိုပါတယ်အဲ့ဒါကလည်းတကယ် game changer တစ်ခုပါပဲကိုကအဲ့ဒါကိုမစဉ်းစားတတ်ဘဲနဲ့ချီချီဝေးဝေးအများကြီးထည့်ရေးလိုက်မယ်ဆိုရင်လည်းအမတ်လျော့သွားနိုင်တယ်လို့ကိုကလိုအပ်တဲ့အချက်လက်အပြည့်စုံမပါဘဲနဲ့ဖြီးလိုက်ရင်လည်းအမတ်လျော့သွားနိုင်ပါတယ်ဒါကြောင့်မလို့ကိုကဘယ်ပိုင်းလေးထည့်ပြင်အဆင်ပြေမလဲဘယ်ပိုင်းလေးထုတ်ရမလဲဘယ်ပိုင်းကိုဖြုတ်ရမလဲဆိုတာစဉ်းစားတတ်ဖို့လိုပါတယ် definition ကလည်း key terms တွေကအဓိကကြည့်ပေးရမှာပေါ့နော်တချို့အခန်းနေထဲမှာတော့အဲ chemistry က key terms definition တွေအပြင်တခြားစာပိုက်ထဲကထုတ်ထားတဲ့ definition လေးတွေလည်းရှိပါတယ်သူကတော့အကုန်ကြည့်နိုင်တော့ကြည့်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ chemistry ရ physics လောက်လဲစာမများဘူးဆိုတော့သူကကတော့ကိုလုံနိုင်ရင်ကြည့်ဖို့၄ကျင့်ဖို့အတွက်အကြံပေးချင်ပါတယ်။ chemistry definition ကလည်း physics definition လိုပဲမှန်ကန်တဲ့သဘောတရားတွေနှိယာမာတွေဖြစ်တဲ့အတွက်ကြောင့်တိတိကျကျချက်ပြီးတော့တိတိကျကျချရေးနိုင်ဖို့လိုပါတယ်။ဒါကြောင့်မလို့ definition တွေချက်ပြီးရနေပေါ့နော်။တန်းပြီးတော့ချရေးတဲ့အကျင့်လေးကိုလုပ်စီချင်ပါတယ်။ဒီ definition short question ဆိုတာကစက်စာတွေဖြစ်တဲ့အတွက်ကြောင့်ပြန်ပြန်နှေးဖို့တော့လိုပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့အချိန်လေးတွေကပေါ့နော်။ဘယ်အချိန်လေးကိုငါသွားသုံးပြီးတော့ဒါတွေနှေးအဆင်ပြေမလဲဆိုတာလေ။အချိန်လေးကိုပြန်ပြီးတော့စီမံခန့်ခွဲကြည့်ကြပါ chemistry မှာပုံလေးတွေလည်းမီးတက်တာကြောင့်ပုံကိုလည်းကြည်ထားပါဆရာဆရာမကြည့်ဖို့ပြောတဲ့ပုံလေးအကုန်ကိုတည်တည်ချာချာလေးအစွဲကျင်ပြီးတော့လေ့ကျင့်ထားဖို့လိုပါတယ် chemistry ပုံလေးက physics လောက်ပုံမများတာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကြည်ထားတာကိုတပိုပြီးတော့ safe ဖြစ်ပါတယ်ပြီးတော့ပုံလေးကျင့်တဲ့အခါမှာလည်း label တွေ caption တွေမမအောင်မမေ့အောင်တည်တည်ချာချာဂရုစိုက်ပေးပါ session B အတွက်ဒုက္ခအပိုထပ်ဆောင်းပြောချင်တာလေးတွေရှိပါသေးတယ် အဲ့တော့ equation ပေါ့နော်အဲ equation ကတော့သူခါတို့ chemistry မှာက chapter 8မှာအဓိကပါတယ် chapter 8 equation လေးတွေဆိုလဲမရောအောင်လို့တိတိချာချာလေးမှတ်သားပြီးတော့လေ့ကျင့်ဖို့လိုပါတယ်သူခါတို့ chapter 8မဟုတ်ဘဲနဲ့ပေါ့နော်တခြား chapter တွေက exercise တွေမှာလည်း equation ပါတယ်ပုံစံလေးရှိပါတယ်အဲပုံစံတွေမှာဆိုရင်တော့ပုံနေထဲမှာဆိုရင် equation တခါတည်းပြီးထားတယ်ပေါ့နော်ဒါပေမဲ့စာမေးပွဲမှာဆိုရင်တော့ equation ကိုမပြီးဘဲနဲ့ပုံစံကြီးပဲပြီးပြီးတော့တစ်ခိုင်းနာမျိုးကြီးလည်းရှိတာဖြစ်တဲ့အတွက်ကြောင့် ကိုက equation တွေကိုတခါတည်းအလွတ်မမိအောင်တည်တည်ချာချာလေးမှတ်ထားဖို့လေ့ကျင့်ကြဲကပါတော့အဲ live မှတ်ထားဖို့အတွက်လိုပါတယ် chapter 8နဲ့ပတ်သက်ပြီးတော့ဒုက္ခနောက်ထပ်သတိထားစေချင်တာကတော့ nomenclature အမည်ပေးတဲ့စနစ်ပါ chapter 8မှာ organic compounds တွေကအများကြီးဖြစ်တဲ့အတွက်ကြောင့်နာမည်တွေပေးတဲ့အခါမှာရွှန်းနိုင်တယ်ပေါ့နော်ပြီး common name IUPAC name အဲ compound တွေတစ်ခုနဲ့တစ်ခုကလည်းနာမည်လေးရတချို့ဟာလေးစင်နာမျိုးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်ကိုကတခါတည်းတည်တည်ချာချာလေးမှတ်ပြီးတော့ မရောအောင်လေ့ကျင့်ထားဖို့လိုပါတယ်။နောက်ထပ်ဒုက္ခပြောချင်တာကတော့ chemistry in society ဒီ chemistry in society ကမေးချင်ရင်ဒုက္ခတို့တမတ်တန်နဲ့ထုတ်မေးလို့ရတယ် short question နဲ့ထုတ်မေးလို့ရပါတယ်။ဒါကြောင့်မလို့ကိုကအချိန်ရှိတယ်ဆက်ပြီးတော့ကြည်နိုင်သေးရဆိုရင်တော့ဒုက္ခတော့ကြည်စေချင်ပါတယ်။စာမေးပုံမှာမမေးခဲ့ရင်တော့မှဘ ഹു တုတရနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကြည်နိုင်ရင်တော့ကြည်ပေးပါ။ session B အတွက်စာကြည့်နည်းလေးစုံသွားပြီဆိုတော့ session objective အတွက်စာကြည့်နည်းလေးတွေတွားလိုက်ကြပါမယ်။ chemistry objective စာကြည့်စရာက physics objective စာကြည့်စရာလောက်တော့မများပါဘူးနေ့စဉ်တစ်မျက်နာသို့မဟုတ်နှစ်မျက်နာတော့ပုံမှန်လေးဖတ်သွားဖို့လိုပါတယ်ကိုက အချိန်သိမ့်မပေးချင်လို့တစ်ရက်ချားတစ်ခါဒါမှမဟုတ်နှစ်ရက်ချားတစ်ခါဖတ်ရင်လေကိုရဲ့ routine အတိုင်းကိုတော့ပုံမှန်မပြတ်မကွက်လေးဖတ်သွားဖို့တော့လိုပါတယ် chemistry စာဖတ်စရာဘောနော်ဒုက္ခကဖတ်တဲ့အခါမှာအလွတ်မမိလို့နှီးပါဖြစ်သွားတဲ့အထီးကိုဖတ်စေချင်ပါတယ်အလွတ်မမိလို့နှီးပါဆိုလို့ထိုင်ပြီးတော့စက်နေစရာတော့မလိုပါဘူးကိုနေ့တိုင်းပုံမှန်ဖတ်နေရင်တော့ ဖက်ပါများရဲ့အလွတ်မှတ်မိလာမှာပါအဲ့လိုအလွတ်မှတ်မိထားခြင်းဟာ objective အတွက်အထောက်အကူဖြစ်အောင်ပါမကသူကတော့ short question တွေ concept ပိုင်းတွေလှည့်မိလာတဲ့အခါမှာလည်းဖြည့်တက်ပါတယ်အထောက်အကူဖြစ်စေပါတယ်ဒါကြောင့်မလို့ objective ကိုတော့အလွတ်မှတ်မိလို့နီးပါးထိဖတ်စေချင်ပါတယ်ဒါအပြင်မေကုံဟောင်းလေ့ကျင့်ဖို့လည်းလိုပါတယ်မေကုံဟောင်းက session A ရော session B ရောနှစ်ပိုင်းစလုံးအတွက်လေ့ကျင့်ရပါမယ်မေကုံဟောင်းမှာဆိုရင်သူကတော့ထူးခြားတဲ့ concept ပိုင်းမီးတဲ့ပုံစံလေးတွေလည်းရှိတယ် ပြီးတော့ objective တွေလည်းအများကြီးပါတာဖြစ်တဲ့အတွက်ကြောင့်မေကွန်ဟောင်းကိုတော့အချိန်လေးပြီးပြီးတော့လေ့ကျင့်စေချင်ပါတယ် session A session B နှစ်ပိုင်းစလုံးအတွက်စာကြည့်နီးပြောပြီးသွားပြီဆိုတော့သူက revision ပြန်တဲ့အခါမှာသုံးသင့်တဲ့စာကြည့်နီးအဆင့်လေးတွေကိုလည်းပြောပြပေးချင်ပါတယ်ဒီပြောပြမဲ့စာကြည့်နည်းအဆင့်က revision ပြန်တဲ့အခါကျမှသုံးပါအဲသူကအဆင့်30ခွဲထားပါတယ်ပထမတဆင့်ကတော့ ဥစ္စာ location ဒုတိယအဆင့်ကတော့ definition နဲ့ပုံတတိယအဆင့်ကတော့ objective ဖြစ်ပါတယ်ကိုဘယ်ခန်းကိုပဲ revision ပြန်ပြန်ဒီအဆင့်အတိုင်းလေးသွားပြပါပထမဆုံးပုံစံနဲ့ location ကိုလုပ်မယ်ပြီးသွားရင် definition နဲ့ပုံကိုသွားမယ်နောက်ပိုင်းကျမှ objective ကိုဖတ်ပြပါဒီနီလန်းကပေါ့နော်ဒုက္ခတို့ကြောင်းကကြောင်းသားအတိုင်းလိုလိုအသုံးပြုကြတဲ့နည်းဖြစ်ပါတယ်ဒုက္ခတို့ဆရာကလည်းအမြဲတမ်းမှားတယ်ပေါ့နော်အဲသူတွေ့တယ်ပေါ့ကြောင်းသားကြောင်းသူတော်တော်များများက objective ကိုအဓိကမဲပြီးတော့ဖတ်ကြတယ်။ဘာကြောင့်လဲဆိုတော့ဂုံဒူးလိုချင်တော့ objective ကလည်းရမှာဖြစ်တာ။ objective ကိုအဓိကမဲဖတ်ကြတယ်။ဒါပေမဲ့ပိုင်းတော်တွေ CD တွေဖြေတော့ကျတော့ objective တော့ဖြေနိုင်ပါတယ်။ဒါပေမဲ့ကိုကသတိလက်လွတ်ထားခဲ့တဲ့ပုတ်စာတွေ short question တွေကြောင့်အမှတ်တွေယော့နေကြတယ်ပေါ့။ဒါဆိုရင်ကိုကဘာမှမထူးဘူးပေါ့နော်။ဂုံဒူးလည်းထွက်လာလည်းမဟုတ်ဘူး။ဒါကြောင့်မလို့ဆရာပြောတဲ့နည်းကတော့ ကိုကစာလုပ်တော့မယ်ဆိုရင် revision ပြန်တဲ့အခါမှာဂုံဒူးအတွက်ကိုအဓိကသွားပြီးတော့ဦးစားမပေးပါနဲ့အမှတ်40ကျော်ဖို့အရင်ဦးစားပေးပါဆိုပြီးတော့ဆရာအမြဲတမ်းပြောတယ်။သူကလည်း revision ပြန်နိုင်အဲ့ဒီစိတ်ဓာတ်ကိုတွန်းထားပြီးတော့ကျော် revision ပြန်ပါတယ်။ပထမဆုံးအနေနဲ့ဆရာပြောတာကဒီပုတ်စာတွေ short question တွေကိုအရင်စာပြန်မယ်ပြီးတော့မှ definition နဲ့ပုံကိုသွားမယ် နောက်ကြမှ objective ကိုသွားမယ်ပေါ့နော်ကိုကိုအခန်းတစ်ခန်း revision ပြန်မှုပေးထားတာ3နာရီပဲဆိုပါစို့အဲ3နာရီအတွင်းမှာပထမဆုံးအနေနဲ့ပုံစံနဲ့ short question သွားမယ်ပြီးသွားရင် definition နဲ့ပေါ့အဲပြီးသွားမှအချိန်ပိုနေသေးရဆိုမှ objective လေးကိုသွားပြီးတော့လုပ်ပါဆိုပြီးတော့အမြန်ပြောပါတယ်ဒါကတော့ revision ပြန်တဲ့အခါမှာ3တင့်နဲ့စာလုံးလေးအဆင့်လေးပေါ့နော်ဒုက္ခလည်းဒီလိုနီးကိုသုံးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မောင်လေးညီမလေးတို့ကိုလည်းဒီနီလန်းလေးလိုက်ပြီးတော့ သုံးပြုကြည့်စေချင်ပါတယ်အဲကို့အတွက်လည်းအသုံးဝင်နိုင်တာရှိတယ်လို့ကို့အတွက်အဆင်မပြေဘူးဆိုရင်လည်းပေါ့နော်အဲနည်းနည်းလေးအ short တင်းလေးလုပ်ပြီးတော့လုပ်ကြည့်ပေါ့နော်ဒါဆိုရင်တော့ chemistry တက်စာကြည့်နီးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ဒီခါရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ like လုပ်ပေးသွားကြပါအောင်ရှင်။ဒီခါကနောက်ခါမှလည်းဒီလိုမျိုးအကျိုးရှိတဲ့ content လေးတွေ blog လေးတွေတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel ကလေးကို subscribe လုပ်ရသေးရင်လုပ်ပေးသွားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ 拜拜。Bye bye.